မိရတော်ကြီးကိုဘိက္ခုနီလောက်ခွင့်ပြုလိုက်ပါဘုရားလို့ရှောက်တယ်ရှောက်တော့မြတ်စွာဘုရားညင်းပင်အနန္တမလောက်ချင်နဲ့တဲ့အမျိုးသမီးတွေသာသနာပေါ်ငါဝင်ခွင့်မပြုနိုင်ဘူးလို့ဒါတော့ညင်းပင်သုံးချိန်ထီအောင်ညင်းပယ်တဲ့အခါကျတော့ရှန္ဒနာကသူကလိမ္မာပန်းတ်တယ်ပေါ့တဖက်လက်နဲ့ရှောက် ဒီလိုတိုက်ရိုက်လျှောက်လို့တော့မရဘူးအဲ့ဒါကြောင့်လို့ရှန်နန္ဒာကနောက်တစ်ဖက်လက်နဲ့လျှောက်တယ်ဘလို့လျှောက်တုံးဆိုရသော်ဘုရားကိုမေးကုန်မေးလိုက်ရှင်ဘုရားတဲ့အမျိုးသမီးဟာ သာသနာပေါ်ဝင်ပြီးတော့ဘိက္ခုနီ လုံလို့ရှိရင်တဲ့သောတာပန်တဂရကံအနာဂံယဟန္တာဆိုတာဖြစ်နိုင်ပါသလားဆိုမေးကုန်မေးအဲ့ဒီမေးကုန်ကြတော့ရသော်ဘုရားအငင်းလို့မရဘူးလေ ဖြစ်နိုင်ပါသလားလို့မေးတော့ဖြစ်နိုင်တာပေါ့အနန္ဒာမဖြစ်နိုင်ဘူးဆိုရင်တော့ तू ဆက်လျှောက်မှာမဟုတ်တော့ဘူးသာသနာပေါ်ဝင်ပြီးတော့ဘိက္ခုနီလုပ်လို့ရှိတယ်တတပတိမေတောတပတိဖို့သက္ကရာဂမိမေသက္ကရာဂမိဖို့အနာဂမိမေအနာဂမိဖို့ရတ္တမေရတ္တဖို့ဆိုလိုတာကတောတပန်သက္ကရာဂအနာဂယဟန္တာဖြစ်နိုင်သလားလို့ပြီးဖြစ်နိုင်တယ်အနန္ဒာ ဖြစ်နိုင်ရင်ဖရာတဲ့ဟောဒီမေရွေတော်ကြီးဟာအရှင်ဘုရားရဲ့မေတော်ကြီးနိုင်ရဆံသွားတဲ့အခါသူကနှိုးချိုတိုက်ကျွေးပြီးတော့ရှင်ဘုရားမွေးခဲ့တာတဲ့အမတန်မှကျေးဇူးရှိပါတယ်တဲ့ဒီမေတော်ကြီးကအမတန်မှဆန္ဒပြင်းပြပြီးတော့ခုပင်ပင်ပန်းပန်းဒီရောက်နေတာရှင်ဘုရားအမျိုးသမီးတွေဘိက္ခုနီအဖြစ်သာသနာ့ဘဝဝင်ခွင့်ပြုပါဖရာလို့ရှောက်တော့ ရသော်ပြားကစဉ်းစားလိုက်ရှန်နနာရှောက်ထားတဲ့စကားငင်းပယ်စရာမရှိတော့ဘူးเนาะသူပြောတာမှန်တယ်ငယ်ငယ်တုန်းကပြုစုလုပ်ကျွေးခဲ့ပြီးတော့ခြေစုရှိတယ်ဆိုတာဟုတ်တယ်သာသနာပေါင်းဝင်လို့ရှိရင်လည်းအရတ္တမဲ့ရတ္တဖို့ရဟန္တာဖြစ်နိုင်ဆိုတာမှန်တယ်အဓိကကမြတ်စွာဘုရားရဲ့ရှင်မှန်းချက်ကသာသနာတော်လို့ဆိုတဲ့ဗြဟ္မစရိယရဲ့ပန်းတိုင်ဟာတခြားမဟုတ်ဘူး ရဟတာဖြစ်ဖို့ပဲအရဟတာဖလပရိယောတနာသာသနာ့လက်ရသော်ဗျာသာသနာတော်ရဲ့နောက်ဆုံးရည်မှန်းချက်ဟာဘာလဲဆိုရင်ရတ္တဖို့ပဲရတ္တဖို့ဆိုတာယဟနာဖြစ်ရေးပဲလို့ပြောတာပဲအဲ့တော့မျိုးသမီးတွေယဟနာဖြစ်နိုင်တယ်ဆိုရင်အရှင်ဘုရားမေတော်ကြီးကတိတ်ကျေးဇူးများခဲ့တဲ့ပုံကိုခွင့်ပြုလိုက်ပါဗျာရှန္နနာအလျှောက်ကောင်းတာเนาะ အဲ့လိုအလျှောက်ရှောက်ပေးလိုက်တဲ့အခါကျတော့မြတ်စွာဘုရားကဘာမင်းရှိခရိုင်းလူမငင်းတော့မငင်းတော့ဘယ်နဲ့ဘာမင်းရှိတော့ဆိုလို့ရှိရင်အနန္တာတဲ့ငါချက်မှတ်လိုက်တဲ့ဟောဒီဂရုဓမ္မအလေးနဲ့ထားပြီးတော့လိုက်နိုင်ရမယ်စီဉ္ဉီညီရှစ်ချက်ချုပ်တင်ပြီးတော့လှုပ်ထားတဲ့ဟောဒီစီဉ္ဉီရှစ်ချက် လေးလေးနက်နက်နဲ့တင်းတင်းကြပ်ကြပ်လိုက်နာရမယ်ဟောဒီစီကံရှစ်ချက်ကိုလိုက်နာမယ်ဆိုရင်မဟာပဇာဝတိခောရမီငါခွင့်ပြုမယ်လို့ပြောလိုက်အဲ့ဒါလက်ခံလိုက်တာနဲ့တပြိုင်နက်သူဟာဘိက္ခုနီဖြစ်ပြီလို့အဲ့ဒီရှစ်ချက်ကဘာတွေတုံးဖျားလို့ဆိုခင်းနဲ့ညင်ညွတ်အောင်လို့ရသော်ဗျာဒီဥပဒေတွေတတ်မှတ် ဒါကိုလည်းနားလည်ရတယ်ပေါ့ဥပဒေဆိုတာဟာလုအပ်လို့လောက်ထားဥပဒေခေါ်တယ်ဥပဒေဟာမှန်တရားမဟုတ်ဘူးဒီခေတ်မှာဒီဥပဒေလူအပ်ရင်ပြဋ္ဌာန်းရမလို့အပ်တော့ဘူးဆိုရင်ဥပဒေကပယ်ဖြဲ့ရဒါသဘာဝအဲ့တော့အိန္ဒိယနိုင်ငံမှာဖျားပွင့်တဲ့အချိန်မှာဒီဥပဒေကလုအပ်တယ်ဒါကြောင့်မလို့ဒီဥပဒေကိုချမှတ် နံပါတ်၁စီကံကဘာလဲလို့ဆိုရင်အေအမျိုးသမီးဘိက္ခုနီမဟာယဟန်ဖြစ်လို့ဝါတရားပင်ရပါစေဒီကနေ့မှယဟန်ဖြစ်တဲ့အမျိုးသားယဟန်တော်ကိုအယုသိပေးရမယ်ဒါတစ်ချက်ဒါအိန္ဒိယထုံးစံတယ်နော်အိန္ဒိယနိုင်ငံရဲ့ထုံးစံအဲ့ဒီခေတ်ကထုံတန်းစင်မှာရသော်ပြားက အဲ့ဒါကိုမချမ်းမတ်ဘူးဆိုလို့ရှိရင်ဒီပြဿနာတွေမလို့အဖက်နဲ့ဖြစ်လာဘုန်းကြီးတို့တိရိလင်္ကာမှာ68ခုနှစ်က68 88 89 90 91တိရိလင်္ကာမှာ နေတော့ချမ်းမအမျိုးသမီးတယောက်နဲ့ဆုံမှုတယ်ပေါ့ အဲ့ဒီဈာမအမျိုးသမီးကြီးကပါပြောလဲဆိုဟောဒီတင်းကျက်တဲ့စီမြင်စီကံဂရုတံ၈မျိုးတဲ့မှာတဲ့နံပါတ်၁ကဝါဒရာယာပြီးဖြစ်တဲ့အမျိုးသမီးဘိက္ခုနီဟာဒီကနေ့မှယဟန်ဖြစ်တဲ့အမျိုးသားကိုအယုသိပေးရမယ်ဆိုတာဒီစီကံကျက်အလွန်မတရားတဲ့စီကံကျက်ပဲလို့ပြောနော်မတရားဘူးတဲ့ဒီစီကံကျက် ူကအမျိုးသမီးတွေဘက်ကနေချိတာနော်ချိပြီးတော့မတရားဘူးလို့ပြောတယ်အဲဘုန်းကြီးကသူ့ကိုဘာရှင်းပြောရတော့ဆိုရင်ဥပဒေဆိုတာအမှန်တရားမဟုတ်ပါဘူးလို့ဥပဒေဆိုတာအမှန်တရားမဟုတ်ဘူးလို့အမှန်တရားဆိုရင်ဘယ်ခက်မှပဲဖြစ်ဖြစ်အမှန်တရားအမှန်တရားပဲပြောင်းလဲလို့မရဥပဒေကအမှန်တရားမဟုတ်ဘူးလို့အဲ့လိုလောက်ထတာတာဖြစ်တယ် မင်းစဉ်းစားရမှာကလို့2500ကအိန္ဒိယနိုင်ငံရဲ့အခြေအနေ history ကိုမင်းစဉ်းစားရလိမ့်မယ်လို့အဲ့ဒီခေတ်မှာဘယ်လိုအနေထားရှိတယ်လဲဆိုတာသိရမယ်လို့အဲ့ဒီခေတ်မှာဒီဥပဒေမျိုးမလုပ်လို့ရှိရင်ပြဿနာတက်နိုင်တယ်လို့ဘာလို့လို့ဆိုရသော်ဘုရားပွင့်တာကအိန္ဒိယလူမျိုးတွေရဲ့အတိုင်းအဝိုင်းထဲမှာပွင့်တာလို့သူ့နိုင်ငံမှာဖြစ်တယ်။သူ့နိုင်ငံမှာဒီဥပဒေမျိုးလုံးမထားဘူးဆိုလို့ရှိရင် ။အိုးဝိုင်းပြောကြပြစ်တင်ကြနဲ့ပြဿနာတွေအမျိုးမျိုးတက်လာမှာတဲ့။အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီဥပဒေကိုထုတ်တာ။သို့သော်ဒီဥပဒေထုတ်ထားပေမဲ့လို့ကြည့်လို့မင်းစဉ်းစားကြည့်လို့ရှင်သာရိပုတ္တရာအရှင်မျိုးကိုခေမာမေဗျာခေမာဘိက္ခုနီကိုပေးတယ်လေရှင်မောက္ကလံအရှင်မျိုးကိုဥပလဝဏ္ဏထေရီကိုပေးထားတယ် အမျိုးသမီးဘိက္ခုနီတွေလည်းလက်ဝဲရံလက်ရရံရှိတာပဲလို့တရားဓမ္မအစစ်နဲ့ပတ်သက်ပြီးတော့ဘုရားကနှိမ့်ချတာမရှိဘူးသို့သောလောကလူမှုရေးနဲ့ပတ်သက်တဲ့အခါကျတော့အစစ်တန်းခွဲပေးထားဒါပြလို့ခွဲပေးထားတော့ဆိုအိန္ဒိယ society နဲ့လိုက်လျောညီတွေ့ရှိအောင်လုပ်ပေးရတာလို့အဲ့ဒါကြောင့်လို့မတရားတက်တက်လောက်တာမဟုတ်ဘူးလို့မြတ်စွာဘုရားကအမျိုးသမီးတွေရဲ့ အမျိုးသမီးတွေကိုလည်းပဲအမှန်တရားပဲကြတော့ယဟန္တာဖြစ်ခွင့်ထီအောင်ပေးထားတယ်လို့ယဟန္တာဖြစ်ပြီဆိုလို့ရှင်ဒါကအမျိုးသမီးဒါကအမျိုးသားလို့အမျိုးသားရဲ့အရတ္တဖို့နဲ့အမျိုးသမီးရဲ့အရတ္တဖို့ဟာ မတူကွဲပြားတာဆိုတာမရှိဘူးလုံးဝတူတူပဲခွဲလို့ရတဲ့နေရာမှာခွဲတဲ့လို့ခွဲထားတာခွဲလို့မရတဲ့နေရာမှာခွဲเสียမလို့လို့ မင်းတို့နိုင်ငံမှာဟစ်တလာလက်ထက်ကဥပဒေဒီကနေ့ခေတ်လုံးလို့ရလားလို့ဥပဒေဆိုတာပြောင်းသွားပြီမရှိဘူးလို့ဆိုတော့သူကလက်ခံသွားတယ်နော်ဒီလိုဆိုတော့လေဟုတ်ပါတယ်ပြောတာနော်အဲ့လိုပေါ့တချို့အမြင်ကဘယ်လိုလဲဆိုရင်အမျိုးသမီးတွေကိုနှိမ်တယ်လို့ထင်တယ်ပေါ့ဥပဒေဆိုတာအဲ့လိုမဟုတ်ဘူးဥပဒေဆိုတာလိုအပ်လို့လုပ်တာလို့ ုန်းကြီးတော့အဲ့ဒီတုန်းကတခါရှင်းပြဘူးလေတော်တော်များများအဲ့ဒီပြဿနာတက်တယ်ပေါ့နော်တော်တော်များများအဲ့ဒီပြဿနာတက်တယ်ဒါကအမျိုးသမီးတွေဘိက္ခုနီလုပ်မယ်ဆိုရင်နံပါတ်1လိုက်နိုင်ရမယ်တမ္မဏိစီမြင်တစ်ခုပဲပေါ့ဒါကိုဂရုဓမ္မလို့ခေါ်တယ်နောက်တစ်ခုလိုက်နိုင်ရမှာဘာလို့ဆိုလို့ရှိရင်အမျိုးသမီးတွေဟာ ဝါတွင်းကာလမှာတရင်တုံးနေထိုင်ပြီးဆိုလို့ချင်းအမျိုးသားယဟန်ဘုန်းကြီးကြောင်းမရှိတဲ့နေရာမရှိတဲ့အရက်မရှိတဲ့မြို့မရှိတဲ့ရွာမှာရက်တရင်တုံးကမရှိဆလရကအမျိုးသားယဟန်တော်တွေရဲ့ထမ္မတရားဓမ္မနာယူဖို့အတွက်အများရန်တွဲဖက်ထားတဲ့သဘောပေါ့ဘုန်းကြီးကြောင်းမရှိတဲ့နေရာမှာဘိက္ခုနီကြောင်းမလုပ်အောင်မနေရဘူးလို့ဆိုတော့ ာတွဲကဒီလိုတတ်မှတ်ပေးထားတပည့်တလန်းကနေပြီးတော့ပရိယပฏิပတ်ဆိုတဲ့အရေးချင်းတွေကိုအမျိုးသားယဟန်တော်တွေစီကတင်ယူတယ်ဘာဖြစ်လို့လဲဆိုတော့ငန်းနေဆိုတော့အမျိုးသားယဟန်တော်တွေဘက်ကတတော်ကိုပြည့်ပြည့်စုံစုံစာပေကျမ်းဂန်နဲ့ပတ်သက်ပြီးတော့တင်နိုင်ပို့ချနိုင်ရှိနေပြီလေဒီကနေ့ခင်မှလည်းပဲကြည့်လိုက်မယ်ဆိုလို့ရှိရင်သီလရှင်ကျောင်းတွေဟာဘုန်းကြီးတွေကိုအားကိုးနေရတော့မယ်လေတပါးစရိယ စာကြရန်လို့သင်မယ်ဆိုရင်ဘုန်းကြီးကျောင်းသွားစာလိုက်ရတာဟုတ်เนาะအမျိုးသားတွေနဲ့တွဲဖက်ပြီးတော့ပရိယပฏิပတ်ချွမ်းချင်အောင်ကြိုးစားကြတာဟာဒါမျိုးခေတ္တဝါဆိုရင်တော့ပို့ပြီးတော့လိုအပ်မှာပေါ့ဒါကြောင့်မို့မြတ်စွာဘုရားဒုတိယစီကံကပါတယ်အမျိုးသားဘုန်းကြီးကျောင်းမရှိတဲ့နေရာမှာဘိက္ခုနီမှာဝါမဆိုးရဘူးသူတို့ဤတတ်တတ်နေလို့မရဘူးလို့ဒီလိုပြောတာ ဒါလည်းစီကံချက်ပဲအဲ့ဒီစီကံချက်ကိုအလေး၌တသက်လုံးမပြတ်မကွက်မဖောက်မဖြတ်ဖဲနဲ့လိုက်နိုင်ရမယ်လို့လိုက်နိုင်နိုင်ရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အမျိုးသားရဟန်းတော်တွေစီကနေပြီးတော့မျောလင်းရမယ်အချက်နှစ်ခုရှိတယ်ဘာလဲလို့ဆိုရင် ဘယ်နေ့ဟာဥပုပ်နေ့ကြတယ်လဲဘာဥပုပ်လဲဒီကနေ့ဆိုတာသွားပြီးတော့ရှောက်ထားရမယ်ဒါတစ်ချက်နောက်ဩဝါဒခံယူဖို့ခွင့်တောင်းရမယ်ဒါတစ်ချက်ဒီနှစ်ခုကမပြတ်မကွက်လောက်ရလို့ပြောတာမပြတ်မကွက်လောက်ရဒါလည်းပဲအမျိုးသမီးလောကနောက်မှဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ပညာရည်တွေမနှိမ့်ချအောင်လို့မြတ်စွာဘုရားဒီစီမြေစီကံကိုကြွတင်ဆွဲထားတဲ့သဘောပဲ ဟောနောက်ထပ်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်ဒီဝါဒွင်းကဝါဒွင်းကာလ3လသတင်း3ပြီဆိုတဲ့အခါမှာဝါကျုပ်ပြီဝါကျုပ်တဲ့အခါကျတော့ဟိုဟိုဒီဒီမိမိသွားလို့ရအရက်တွေကိုလွတ်လပ်စွာသွားတဲ့အခါမှာမသွားခင်ဘာလို့อ่ะပဝရဏဆိုတဲ့ဖိတ်မှန်ပัญจမှုလောက်อ่ะ ဒီကနေ့ခေတ်ဟောသတင်းကျော့ဆိုရင်ပွာရဏဘွဲဆိုတာကြားဖို့ရလိမ့်မယ်ပေါ့အဲ့တော့ဘေကုဏီတွေဟာယဟန်တန်ဃာတွေရှိတခါပွာရဏပြုရမယ်ပွာရဏဆိုတာဖိတ်ခေါ်ခြင်းဖိတ်ကြားခြင်းပဲအမှန်တမ်းမှကောင်းတဲ့အစဉ်လာတစ်ခုပဲပွာရဏရဲ့အတိတ်ပဲပွာရဏဆိုတာဖိတ်ကြားခြင်းဘာအတွက်ဖိတ်ကြားတာလဲလို့ဆိုလို့ရှိရင်သူက အရှင်ဘုရားကိုတပည့်တော်ဖိတ်ထားပါတယ်တပည့်တော် ਨੇ ပတ်သက်ပြီးတော့မြင်လို့ဖြစ်စေသတင်းကြားလို့ဖြစ်စေတန်လျာလို့ဖြစ်စေတန်လျာရှိလို့ဖြစ်စေမဟုတ်တာများလုံးမိခဲ့ပြောဆိုဆုံးမပါတနာသဖြင့်ပြောဆိုဆုံးမပါ ဆုံးမတဲ့အတိုင်းသူကပြုပြင်ပါမယ်ဒါအလွန်ကောင်းတယ် အထိပ်ပဲပဝရဏပြုတယ်ဆိုတာဘုန်းကြီးတွေပဝရဏပြုတယ်ဆိုတာဒါပဲတန်ကံပန္တိပဝရေမိဒိဋ္ဌိနာဝသူတေနာဝပြိသင်္ကာယဝဆိုရှင်ပြားတို့ကိုဖိတ်မှတ်ပါတယ်ကြားရနဲ့ပတ်သက်တာဖြစ်စေမြင်တာနဲ့ပတ်သက်တာဖြစ်စေတန်လျာရှိတာနဲ့ပတ်သက်တာဖြစ်စေရှင်ပြားတို့ကိုဟိုဖိတ်မှန်ထားပါတယ်ပြောစရာရှိ ပြောပါနော် ဝရန္တုမှာအာယတမန်တော့အနုကမ္မဥပါဒါယတပိတော့ပေါ်မှာတဏှာငဲ့ညတဲ့အနေနဲ့ပြောစရာရှိပြောပါဆုံးမစရာရှိဆုံးမပါပြစ်မထားပါနဲ့ပေါ့ပတ္တန်တော်ပဋိကရိတာမိတပိတော့အပြစ်မြင်တာနဲ့ဟုတ်တယ်ငါမားတယ်ဆိုရင်တပိတော့ပြုတ်ပြင်ပါမယ်လို့သူတို့ပြောအဲ့တော့ဘိက္ခုနေတွေဟာလည်းပဲဘိက္ခုတန်ဃာတွေစီမှာလည်းပဲဒီလိုဖိတ်မှန်ရမယ် ဘိက္ခုနီအချင်းချင်းလည်းဖိတ်မှန်ရဒီစီကံတတလုံးလိုက်နိုင်လုံးဝမဖောက်ဖျက်ရဘူးလို့ဒါနံပါတ်၄အနေနဲ့မြတ်စွာဘုရားချမှတ်ပေးဟောနံပါတ်၅အနေနဲ့ချမှတ်ပေးတာဘာလို့ဆိုရင်ဘိက္ခုနီမတူဟာစီမင်းစီကံအရေးကြီးတဲ့စီမင်းစီကံတစ်ခုဖောက်ဖျက်ဂရုဓမ္မလို့ခေါ်တယ် ရေကြီးတဲ့ဝိနည်းစကံတစ်ခုဖောက်ဖြက်မိပြီဆိုလို့ရှိရင်ဘိက္ခုတန်ဃာဘိက္ခုနီတန်ဃာနှစ်ဖက်မှာ15ရက်ဓာထမ်းရအလုံးကျင်နာပြုပြင်ပြီးတော့ကိုယ့်ကိုယ်ပြုပြင်ရမယ်လို့ဆိုတာပေါ့နော်ကျင်နာအဲ့ဒါကိုစာပေလိုပြောတော့မနတ်ကျင်တယ်လို့ခေါ်မာနတ္တဆိုတာကမျက်နှာအောင်ကျင်နာအောင်တန်ခါဒီ ဆိုဆိုင်တီကဖွဲ့အစည်းတစ်ခုလုံးကจิตနဲ့တွန်လောက်အောင်ဒန်ထန်းတဲ့သဘောပေါ့เนาะจิตနဲ့တွန်အောင်လိုက်တာခြင်းသုံးပေးရမယ်အဲ့ဒါဟာလည်းပဲရာသက်ပံမပြတ်မကွက်လိုက်နိုင်ရမယ်စီမင်းစီကံတစ်ခုပဲတဲ့ဟောနောက်တစ်ခုကပါတယ်လို့ဆိုလို့ရှိရင်ဘိက္ခုနီအရှိခတ်မှုအတွက်အလုံးကအမျိုးသမီးတယောက်ဟာ ဘိက္ခုနီအဖြစ်ခံယူခြင်းနဲ့ဆိုလို့ရှင်သိက္ခာပုတ်6မျိုးသိက္ခာပုတ်6မျိုးဆိုတာဘာလဲပန္နတိပါဒအာရိဏဒါနာအပြမစရိယမုတဝါဒသူရမေရယဆိုပြီးတော့ဝိက္ကနာဘောဇနာအဲ့ဒီ6ခုကိုနှစ်နှစ်တိတိမပြတ်မကွက်ချက်သုံးပြီးဖြစ်ရအဲ့ဒီလိုချက်သုံးပြီးမှရဟန်းခံရမယ်လို့ဒီလိုပြောတာတမ္မာနဲ့ရဟန်းခံမပေးဘူး နှစ်နှစ်ပြည့်အောင်ဒါဟာသိက္ခာမံကျင့်ဖို့လို့ခေါ်တယ်အဲ့ဒါကျင့်ပြီးမှရံခံပြီဘုန်းကြီးတို့ဟိုတနေ့ကကုရိယာရောက်သွားတယ်ကုရိယာရောက်သွားတော့ကုရိယာမဟာယာနတွေအကြောင်းကိုနည်းနည်းလေ့လာအဲ့အကြောင်းတွေမှာညတဲတဲ့အခါကျတော့သူတို့နဲ့ဆွေးနွေးပြီးမာတိကရလဲလို့ဆိုလို့ရှိရင်ဗမာပြည်မှာကိုရင်ဝှချင်လဲအခုဝှလို့ရလွယ်လွယ်လေးရဲ့ ဘာမှ training မရှိရဟန်းဝတ်ချင်တယ်ဆိုလဲဟာခုသွားရှောက်ခုဂရုံတုံခုဝတ်ပေးလိုက်တာနော်အမ္မာမလွယ်ဘာမှပြင်ကုရိယာမှာရဟန်းဖြစ်ဖို့အတွက်၄နှစ် training ယူရမှာသူကဘသူမှချက်ချင်းရဟန်းခံမပေးဘူး၄နှစ်နော်၄နှစ်တဏ္ဍတရအဲ၄နှစ်တဏ္ဍဆိုတဲ့အထဲမှာတော်တော်တင်းတင်းကြပ်ကြပ်တွေပါ အကုန်လုံးတော့ခေါင်းကြီးတို့မမေးခဲ့ဘူးအဲ့ဒီထဲမှာတခູ່ကငါတိခဲ့ရတော့ဆိုလို့ရှိရင်အဲ့ဒီယဟန်လောင်းကိုရင်ဟာဝေယဝိဆာတွေမပြတ်မကွက်လောက်ရတယ်ဖျားဝတ်တက်ရတယ်မနဲ့ဖျားဝတ်တက်ရတယ်ညနေဖျားဝတ်တက်ရတယ်သူတို့ဆိုင်ရာဖျားချက်ခိုးတွေရအောင်ကြက်ရတယ်ဝေယဝိဆာတွေအကုန်လုံးပဲယဟန်တွေ့တာနဲ့တပြိုင်တည်းသူကဘာလို့လို့ဆို ေါင်းညွတ်ပြီးတော့လက်အခြေရအဲ့ဒါမလုံမိဘူးဆိုလို့ရှိရင် तू အမှတ်မရတော့ဘာနဲ့ဥမတူတော့ဆိုရင်စစ်စည်းကမ်းလို့ပဲပေါ့အရာရှိမြင်စစ်သားဟာဆလံပေးရတယ်လေနော်အလေးပြုရအဲ့ဒါလို့ပဲအဲ့ကိုရီးယားမှာရဟန်းတော်ကိုရင်ကြီးတွေဟာ ဘုန်းကြီးမမြင်လိုက်နဲ့မြင်လိုက်ထားတဲ့တပြိုင်နဲ့အခါလက်ဥချီအသေးပြုပါအဲ့ဒါမလောက်ဘူးဆိုလို့ရှိရင်တဲ့လေးနှစ်ပြည့်လို့ရှိရင်သူ့ကိုထောက်ခံချက်မရဘူးဆိုရင်ရပရှိခွန်မရှိဘူးတဲ့သူတို့အဲ့လိုတင်းချက်ထားတယ်သူတို့စီဒီမှာလဲမြတ်စွာဘုရားကကရုဓမ္မထဲမှာအမျိုးသမီးတယောက်ဟာဘိက္ခုနီလှုပ်ချင်တယ်ဆိုလို့ရှိရင်နှစ်နှစ်တိတိဟောဒီတိခါဘုံ6ခု မချိုးမပေါက်ဖဲနဲ့ဖြည်းဖြည်းဝဝကျင့်သုံးရမယ်မကျင့်သုံးရင်မရဘူးအဲ့ဒီစိတ်ကံချက်ကိုလည်းလိုက်နိုင်ရမယ်မပြတ်မကွက်လိုက်နိုင်ရမယ်ဒီလိုဆုလို့ရနောက်နမခွန်ကဘာလဲလို့ဆိုလို့ရှိရင်ဘိက္ခုနီတဦးဟာဘယ်လိုကိစ္စနဲ့မှဘိက္ခုမဆဲရဘူးเนาะ ဆဲတယ်ဆိုတဲ့နေရာမှာဆဲရခြင်း10မျိုးရှိတယ်အမျိုးဆက်နဲ့ပတ်သက်ပြီးပြောလို့ရှိရင်လဲဆဲတာပဲဆိုပါစို့ဟိုဆဲပုံဆဲနည်းတွေကအမျိုးစုံရှိတယ်เนาะအိန္ဒိယနိုင်ငံမှာဆိုတော့ဇက်ခွဲခြားတော့ဘာဇက်ညာဇက်ဆိုတာတွေရှိတယ်မြန်မာပြည်မှာတော့မရှိဘူးပေါ့အသင်္တရံနဲ့လည်းမဆဲရဘူးဥပမာပဲဆဲတယ်ဆိုတာကြည့်လူတယောက်ကအရပ်ပုတယ်ဆိုရင်ဟဲ့ငါပုဆိုရင်ဒါလည်းဆဲတာ ဆဲရထဲမှာပါတာเนาะငပုရစီဆွေးနေလို့ငဆွေလို့ခေါ်ရင်လည်းဒါဖန်ဆဲတာပဲအဲ့ဒါလို့လည်းမဆဲရအသားမဲလို့ငနဲ့လို့ခေါ်လို့ရှိရင်ဆဲတာပဲအဲ့ဒါလို့ပုံပန်းတရံနဲ့တကွဘလို့မှဆဲရေးတာမျိုးမလုပ်ရဘူးတဲ့ဒါလည်းပဲရာသက်ပံလိုက်တာချက်သုံးရမယ်စီမင်းစီကံတစ်ခုလို့ဒီလိုဆို လုံးဝမကျွလွန်ရဘူးနောက်ဆုံးတစ်ခုကဘာတော့ဆိုလို့ရှိရင်ဘိက္ခုနီမဟာဘလို့နီးနဲ့မှဘိက္ခုတဦးကိုသွားပြီးတော့ဆုံးမဩဝါဒပေးခွင့်မရှိဘူးတဲ့ဘိက္ခုကသာဆုံးမဩဝါဒပေးခွင့်ရှိတယ်ဗမာပြည် မဟုတ်ဘူးအိန္ဒိယနိုင်ငံမှာနော်အိန္ဒိယနိုင်ငံမှာဆိုတော့အိန္ဒိယအမျိုးသမီးတွေကရှာရှည်ပုံရကြည့်နော်အတော့ကပြောခွင့်မရှိဘူးလို့တိလို့ပြညတ်ထားအဲ့ဒါဂရုဒံရှစ်ချက်လို့ခေါ်တယ်အဲ့ဂရုဒံရှစ်ချက်ကိုအလေးနဲ့လိုက်နာမယ်ဆိုလို့ရှိရင်ဘိက္ခုနီဖြစ်ခွင့်ပေးမယ်လို့ရှန်နနာကိုမိတ်ရှိလိုက်တော့ရှန်နနာလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တပည့်တော်မိတွေးတော်ကြီးသွားပြောလိုက်ပါဦးဗျာ